အားလုံးမင်္ဂလာပါမန်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေမက်ချက်စတာအွန်နဲ့တဲ့အသင်းကလာမယ့်စနေနေ့9နာရီခွဲနော်တဖော်ရဲ့အင်ကွေးမှာကစားဖို့ချင်နေပါတယ်ဒီနေ့အသင်းကကျွန်တော်အမဲတွေရောအစင်စရာရောတကယ့်ကိုကော်ဟာနေတဲ့အတွက်ယူနိုက်တက်အသင်းကအဲ့ဒီပွဲစီမှာအမဲကိစ္စလုံးပြနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်အသင်းကရလဲဆိုးရနေတဲ့အသစ်သစ် ကိုယ်နေတဲ့အတင်ကဒီရာဒီနောက်ပိုင်း3ဝေးဆဲပရီးမီးယားလိမ်းမှာအနိုင်ရလက်တခုကိုဖော်ဆောင်ထားတဲ့ကစားသမားတွေတူချင်းအသင်းလိုက်စုပွေးမှုတွေကတို့တို့ကိုအပေါင်းလက္ခဏာဆောင်တဲ့အနေအထားတခုမှရှိနေတဲ့အတွက်တကယ်လို့အဲ့ဒီပွေးစီမှာနိုင်ခဲ့ရင်တော့တိုက်တာတခုဒီအစဉ်စရာတခုကိုတလင်းတော်ဖို့ရှိတယ်ရလက်တွေစိုးဝခဲ့မယ်ဆိုရင်တော့အစင်အောက်ကိုရောက်တော့မှာပေါ့ဗျာဆိုတော့အဲ့ဒီပွေးစီနဲ့ပတ်သက်ပြီးတော့ရှင်တခုရဲ့လော်ဒီဆက်ဆောင်ပြနိုင်မလဲနေပြအမ်မော်ရင်က နောက်ထပ်ဘလို့ဒီနေပြူအပိုင်းနေစင်းရဲ့ပိုင်းတွေကောင်းမွန်မှုရှိမလို့ဆိုတာကျွန်တော်တို့တစ်ချက်ဆွေးနွေးတော့ရအောင်အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါဆိုတော့လက်ရှိပေါ့ဗျာအစင်းစရာကိုကြားလို့ချင်းအာဆင်နယ်ကအစင်း၁ရမဲ၂စင်းနမဲယူနိုက်တက်အသင်းနဲ့ရှောင်းမဲကောသူ့အောက်ကဘုံမပေါ့ဗျာအစင်းနဲ့ရမဲစစ်ချင်းမဲနဲ့နမဲကောစပါကအစင်း၃မက်ရှဆောင်နေတဲ့အသင်းနဲ့တဖဲကောပြီးတော့၁၆နမဲရတာတယ်စနယ်လက်က၁၆နမဲပေါ့ဗျာအစင်း၄ မဆက်ဆောင်နေတဲ့အသင်းတမက်ကော်ဆိုတော့အပေါ်ကအသင်းတွေကလည်းကျွန်တော်အမက်တွေအဲ့လိုတွေမကော်ဘူးအောက်ကအသင်းတွေကိုကြားလို့ချင်းလီဗာပူးကရာမက်စင်ဂါမန်နဲ့အဆင့်9 Aston Villa ကရာမက်စင်ဂါမန်နဲ့အဆင့်10ပြီးလို့ချင်းရှက်စီကရာမက်စလီမန်နဲ့အဆင့်9ဆိုတော့အပေါ်နဲ့အောက်ကအမက်တွေမကော်ပါဘူးဒီကလို့မန်ချက်စတာကိုနည်းနည်းသင်က Notre Dame ကိုသူတို့ရဲ့အင်ကွေးမှာအနိုင်ရလက်တစ်ခုဖော်ဆောင်ခဲ့မယ်ဆိုရင်အဆင့်နှစ်ကိုတလန်တော်ဖို့ရှိနေတယ် ဒါကဘုံဘောတို့ရှုံမစပါတို့ကျွန်တို့ရှုံမပြီးလို့ရှိရင်စန်တန်လန်တို့ကျွန်တို့ရှုံမပဲမက်ဆီဒီကကိုအတင်းနဲ့အမဲတူပြီးတော့အဆင့်၅မှာရက်တင်နေတယ်ဆိုတော့ အဲ့ဒီပွဲစဉ်ကကိုဒီအသင်းအတွက်မဖြစ်မနေအနိုင်ရလဲတခုကိုလိုပါတယ်လက်ရှိနော်တဲ့ဖော်ရဲကတပွဲပဲနိုင်ထားတယ်နှစ်ပွဲတည်ကြာပြီးတော့၆ပွဲတည်သူတို့အသင်းကရှုံးထားတယ်ကိုဒီအသင်းကနောက်ပိုင်း၃ပွဲဆက်အနိုင်ရလဲတခုဖော်ဆောင်ထားတယ်အဲ့ဒီနိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းဆန်တဲ့လေးကိုကိုရဲ့အထွတ်မှာ2စီးနဲ့နိုင်တယ်ပြီးလို့ချင်းလီဗာပူးကိုအဝေးကင်း2နဲ့ထက်နိုင်တယ်ပရိုက်တန်ကိုကိုရဲ့အထွတ်မှာ4-2နဲ့နိုင်ခဲ့တယ်ဆိုတော့ဒီပွဲကကိုဒီအသင်းအတွက်တကယ်ကိုအရေးပါတဲ့ပွဲစဉ်တစ်ပွဲပါ လေးပွေးဆက်ကျွန်တော်အနိုင်ရလက်တစ်ခုကိုဖော်ဆောင်နိုင်မလားကစားသမားတွေကလည်းစုံစုလင်လင်နဲ့ပါဝင်မောက်ကိုရမှာလက်ရှိမှာဆိုရင်အာမက်ဒီယာလိုနဲ့ဘရိန်အမ်ဘူမကတကယ်ကိုတွင်းညီတဲ့ကစားသမားတွေဖြစ်တဲ့အဲ့ဒီညာဘက်ကျွန်တော်ကွင်းလျင်အချမ်းကိုကြားလို့ချင်းအာမက်ဒီယာလိုချိတဲ့မာဇာဝီချိတဲ့ဒီကိုဒါလို့ချိတယ်နေဘတဲလုံးကိုကြားလို့ချင်းပေါ့ဗျာဘရိန်အမ်ဘူမရှိတဲ့အာမက်ကကျွန်တော်တို့ဒီနေဘတဲလုံးမှာလည်းကစားနိုင်တယ်ပြီးလို့ချင်းကျွန်တော်ဘယ်သူရှိမလဲ ညာဘက်နေဗတဲရုံကအလောက်များစွာမရှိဘူးပြပြအချမ်းမှာဆိုရင်မမင်ဆန်မောက်တို့ရှိတယ်ပြီးလို့ရှိရင်မတည့်ရကိုညာတို့ရှိတယ်ဂျူဆူရာဂျီဇီကီတို့ဆိုရင်လည်းရှိတယ်ဘရူနိုဖာနေတဲ့တို့ဆိုရင်လည်းနေဗတဲရုံကိုကစားနိုင်တာပေါ့ဗျာတိုးတော်ညာလည်းကိုရီးယားအသေးမှတကယ့်ကိုတင်ညင်တဲ့ခြေဆွမ်းတဲ့တင်ညင်တဲ့လှုပ်ဆောင်မှုနဲ့အတွေးညင်ညင်ကစားနိုင်တဲ့ပလေယာနှစ်ယောက်ကတော့ဘရိုင်ယန်အေဘူမွန်နဲ့အမက်ဒီယာလိုသူတို့နှစ်ယောက်ထဲကတယောက်သာကျွန်တော်အသင်းနဲ့တွေ့ထုတ်မလာခဲ့ဘူးဆိုရင်ဒါကကိုရီးယားတည်တဲ့အင်မတန်ရည်ကြီးတဲ့အနေအထားတစ်ခုဖြစ်ပါတယ် ကွေးလင်းညာဘက်အချင်းမှာကစားသမားတွေရှိတယ်ဆိုပေမဲ့လို့ဒီကိုဒါလို့တော့ဆိုရင်စိတ်ချရတဲ့အချိန်မှာမပါဘူးမာဇာဝီလို့ဆိုရင်လည်းအလောက်ထိအဲ့ဒီညာဘက်အချင်းအာမေဒီယာလိုလောက်ပြပွနိုင်စင်းတွေမရှိတဲ့အတွက်ဒီနှစ်ယောက်ထေကတယောက်ယောက်အင်ဂျီပြဿနာဖြစ်မယ်အတင်းနဲ့မပါဝင်မှုဆိုရင်ဘလို့ရှင်နေရှိမလဲဒါကတည်တဲ့ဆိုရင်ဇာဖြစ်တယ်ဆိုတော့ notification အင်ဂျီမှာကိုမက်ဆေ့ချာကိုနေတဲ့အတင်းကတော့အမေကန်စုလုပြနိုင်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ အမက်တွေကအဲ့လောက်မကော်တဲ့အတွက်ဒီလိုမျိုးပွေးစီတွေမှာခုအနေနဲ့အသင်ကအမက်ယူနိုင်မှာကိုဖြစ်မှာလာမယ့်ပွေးစီတွေမှာဆိုရင်အသေးကြီးနဲ့လည်းကျွန်တော်ထိတ်တိုက်ပြေးမှုတွေရှိမယ်ပြီးလို့ချင်းကိုယ်ယူနေတဲ့အသင်ကဒီရာသီတကယ့်ကိုလွတ်လပ်လပ်ကစားနိုင်တဲ့ရာသီလို့ပြောလို့ရတယ်သူများအသင်းတွေလို့ချန်ပီယံလေးလေးမရှိဘူးပြီးလို့ချင်းယူရိုပါလေးလေးမရှိဘူးကာရာဘောင်းကိကနေတော်တော်ကြီးထွက်ခဲ့ရပြီးတော့ FA ကကလည်းတော်တော်အလန်းငွေသေးတဲ့အတွက်ဒါကကိုရီးယားအားသာချက်ပေါ့ဗျာတစ်ဖက်အသင်းတွေကချန်ပီယံလေးတို့ယူပါလေးတို့ ကာရာဘုံကဲတို့ကစားနေရချိန်မှာတပက်ကိုတပွေးနှုံပဲကစားမှာပေါ့ဗျာလာမင်းနိုဒေဖိုင်းနဲ့ပွေးစီမှာအနိုင်ရလဲတခုဖော်ဆောင်နိုင်မယ်ဆိုရင်အတိုက်တာတစ်ခုဒီအပေါ်ကအသင်းတွေကိုကျွန်တော်အမဲဖြတ်ပြီးတော့အစင်းလေးကိုရောက်တော့မယ်တကယ်လို့မနိုင်မင်းနဲ့ရှုံးခဲ့မယ်ဆိုရင်လီဗာပူတို့အက်စတန်ဗီလာတို့ချက်စီတို့အောက်ကိုရောက်တော့ဖို့ရှိနေတယ်ချက်စီနဲ့ကိုမက်ရှက်စားအောင်တဲ့တဲ့အသင်းကနှမက်လောက်ပဲခေါ်တယ်အက်စတန်ဗီလာနဲ့ကိုမက်ရှက်စားအောင်တဲ့တဲ့အသင်းကတမက်ခေါ်တယ်လီဗာပူနဲ့လည်းတမက်ခေါ်တယ်ဒါကြောင့် ဒီပွဲကတကယ့်ကိုကိုရီးယားအသင်းအတွက်ရည်ကြီးပါတယ်ဆိုတော့ညီကိုတို့အနေနဲ့အန်ဒိုတယ်ပွဲနဲ့ပွဲစီမှာကိုမက်ရှယ်ဆောင်နဲ့တဲ့အသင်းကအနိုင်ရလဲတခုဆွဲဆောင်ရင်ပြနိုင်ပါမလားအမ်မိုရယ်ရဲ့နေစင်းနိပိုက်ဖြူရတဲ့ထက်ပြီးတော့အမေရိကန်စိုးအလုံးလုံးနေစေရှိမလားလေးပွဲဆဲနိုင်ပွဲကိုနော်တယ်ပေါ်ရဲ့အိမ်ကွေးမှာအယားယူပြနိုင်မလားကိုရီးယားအသင်းအတွက်ဒီနေ့ပွဲစဉ်ကအရေးပါမှုဘယ်လောက်ထိရှိလဲဆိုတာ ညီကိုတို့ရဲ့တူတယောက်ရဲ့အမြင်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာဆွေးနွေးပေးကြပါဦး။အဲ့ဒီပွဲစဉ်အတွက်ကလည်းဒီစနေနေ့ဆိုတော့ဂျာတာပတိနေ့လောက်မှာကျွန်တော်ပွဲကြုံသုံးတဲ့ချက်ကလည်းလို့ပို့ရှိတဲ့အတွက်ညီကိုတို့စောင့်မျှော်ကြပါဦး။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြအောင်။အားလုံးပဲကျေးဇူးများကြပါတယ်။အားလုံးပဲ okay ပါ။